ပွားရေးလှုပ်တိုင်းရှင်နှီးမြုံနံတိုင်းမှာမှန်ကန်တယ်ဆိုတဲ့အယူအဆပေါ့နော်ဒီအယူအဆလေးတစ်ခုကိုသတိထားဖို့အတွက်အခုဗီဒီယိုမှာပြောပြသွားမယ့်အချက်ကလေးတွေကသတိပြုစင်ကြင်စရာဖြစ်တယ်ပေါ့နော်ပန်စရတော်တော်များများကကြတော့စီးပွားရေးလှုပ်တယ်เนาะအလောက်ကိုင်းတစ်ခုမှာငွေကြေးတွေကိုရှင်နှီးမြုံနံတယ်ဆိုတဲ့အခါကြလို့ရှင်ရင် ဒီငွေကြေးချင်းကြီးမြုပ်နှံလိုက်တာဒီကောင်းတဲ့အလုပ်လုပ်တာစီးပွားရေးလုပ်တာဒီကောင်းတဲ့အလုပ်လုပ်တာဆိုပြီးတော့ပေါ့နော်ကိုယ်စလက်ထဲမှာရှိနေတဲ့ငွေကြေးအကုန်လုံးရင်းနှီးမြုပ်နှံမှုထဲမှာအကုန်သွားပြီးတော့ထည့်တတ်ကြတယ်အဲ့ဒီလိုမျိုးလုပ်တဲ့အခါကြလို့ရှင်ရင်လက်ထဲမှာထားတဲ့ငွေသည်မကြံတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားအပိုင်းကဏ္ဍတွေမှာစီမံခန့်ခွဲဖို့ကြတော့နှောင့်နှေးကြံ့ကြသွားတာတွေဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်ပန်းစုလို့ရင်းနှီးမြုပ်နှံတိုင်းဒီငွေကိုအကုန်ရင်းနှီးမြုပ်နှံတိုင်းကောင်းသလားမကောင်းသလားဆိုတာကိုသေသေချာချာလေးဆုံးဖြတ်တတ်အောင်မှာဖြစ်တယ်ပေါ့အဲ့တော့ရင်းနှီးမြုပ်နှံမှုတွေမှာလည်းအန် တရေရှိတဲ့အရာတွေရှိတယ်လို့မျိုးစွန်သားခြင်းနဲ့မယူရဲဆန်ခြင်းဆိုတာကိုကွက်ကွက်ပြပြသိရမယ်ပေါ့နော်စွန်စားတယ်ဆိုတာကကြတော့ကိုကဒီအလုပ်တစ်ခုကိုအောင်မြင်နိုင်ခြင်းရှိတယ်ဒီအရာမှာဘလို့အခက်ခဲပဲတွေ့တွေ့လှုပ်ဆောင်မယ်ဆိုတဲ့အရာဒီစွန်စားခြင်းဖြစ်တယ်ပေါ့နော်အဲအဲ့ဒီလိုမဟုတ်ဖ ೇನೆ ပန်းစုလို့တွေကဘာပဲဖြစ်ဖြစ်ချကိုလည်းမကျွမ်းကျင်ဘူးလှုပ်တာဒီကောင်းတယ်ဆိုပြီးတော့လှုပ်လိုက်တဲ့အရာတိုင်းဒီတော့ဒါဒီမယူရဲဆန်ခြင်းဖြစ်တယ်အဲ့တော့ရင်းနှီးမြှုပ်နှံတဲ့နေရာမှာငွေကြေးစီမံခံခွဲတဲ့အရာလေးတစ်ချက်ကိုပြောပြချင်တာကကြတော့ဧရီကိုအလုံးအင်းရှင် င်းနှီးမြှုပ်နှံတိုင်းဒါဒီစီးပွားရေးလုပ်နေတာမဟုတ်ဘူးမှန်ကန်တယ်လို့မခေါ်ဆိုဘူးပေါ့နော်အဲ့တော့ကြတော့ငွေကြေးကိုတည်တည်ချာချာစီမံခန့်ခွဲတဲ့အခါရင်းနှီးမြှုပ်မြှုပ်နှံမှုပိုင်းနဲ့ပတ်သက်ပြီးတော့လုပ်တဲ့အခါကြလို့ရှိရင် ကျွမ်းဝင်မှုရှိမရှိကိုယ့်ရဲ့ဈေးကွက်အနေအထားငွေသည်ဘယ်အတိုင်းတာအထိအချိန်ကာလဘလောက်အထိမြုပ်နှံထားမလဲဒါတွေပေါ်မှာမူတည်ပြီးတော့မှအရင်းတွေထဲဖို့ပြောခြင်းနဲ့အာရှိရှိသမျှငွေအရင်းထဲကိုထည့်ပြီးတော့လက်ထဲမှာငွေမကြမ်းတဲ့ပြဿနာဒီပေါ့နော်ဒီအသေးစားစီးပွားရေးလုပ်ငန်းတိုင်းမှာအများကြီးတွေ့ကြုံရတယ်အဲ့ဒီခါကြလို့ရှင်ဘယ်လိုဖြေရှင်းရမလဲဆိုတာမျိုးတွေဖြစ်လာတယ်ဒီအချက်ကလေးကိုသတိပြုပါနော်အဲ့တော့ရှိသမျှ လက်ထဲဝင်လာသမျှငွေအကုန်လုံးကိုယင်းဤမြုပ်နှံမှုတစ်ခုတည်းလှုပ်ချင်းသည်သာကောင်းတယ်ဆိုပြီးတော့အကုန်လုံးမယင်းနှီးဖို့ပြောကြတယ်လက်ထဲမှာလည်း emergency fund စုငွေအနာဂတ်ငွေဆိုတာတွေကိုထားရှိမှသာမှန်ကန်တဲ့ငွေကြေးစီမံခန့်ခွဲမှုဖြစ်ပါတယ်။ subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီကိုကြည့်ရှုနိုင်ပါတယ်။